မင်္ဂလာပါခင်ဗျာရှင်ကုန်ခစ်တက်ကနေဒီနေ့နေ့လည်ခင်တရင်တွေကိုတင်ဆက်ပေးပါမယ်ဒီကနေ့2024ခုနှစ်ဇွန်လလ19ရက်နေ့မှာကြာရောက်တဲ့89နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကိုလူလူကောင်းဆောင်ဒေါက်ဆာစုကြည်တက်ရောက်ခွင့်မရတဲ့အပြင်ဘိုးချောင်းအောင်ဆန်းရဲ့တမိဖြစ်သူအနေနဲ့ပါလွမ်းသူပန်းခွေချခွင့်မရဘူးလို့သိရပါတယ် မိုးကုတ်မြို့နယ်ကအချက်ဖက်စကောင်စီရဲ့ရေကန်တောင်တက်စကန်နဲ့တာဝါရိုင်းစကန်အပါဝင်စစ်တပ်စကန်တို့ကို TNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတပ်မှန်သိမ်းပိုက်လိုက်ပြီးလက်နက်ခဲယံတို့လည်းတင်းစီရရှိထားတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လေကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ဒီနေ့2024ခုနှစ်ဇန်နဝါရီ16ရက်နေ့မှာကျောက်ရောက်တဲ့89နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကိုလူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်တက်ရောက်ခွင့်မရတဲ့အပြင် ဘိုးကြောင့်ဆိုင်ရဲ့သမီးဖြစ်သူအနေနဲ့ပါလွမ်းသူပန်းခွေချခွေမရဘူးလို့သိရပါတယ်။နေပြီးတော့အချင်းတောင်မှာအချင်းဖက်စစ်ကောင်စီရဲ့မတရားဖမ်းဆီးအချင်းချတာကိုခံထားရတဲ့ဒေါအောင်ဆန်းစုကြည်ဟာဖခင်ဘိုးကြောင့်ဆန်းချဆုံးခဲ့ရတဲ့အာဇာနီနစ်အခမ်းအနားကိုတက်ခွင့်မရတာဟာလေးနှစ်မြောက်ရှိလာပြီဖြစ်ပါတယ်။ဒီကနေ့2024ခုနှစ်ဇော်နိုင်လာ19ရက်နေ့မှာကြာရောက်တဲ့အာဇာနီနစ်အခမ်းအနားကိုတော့ဘိုးကြောင့်အောင်ဆန်းရဲ့တားအကြီးဖြစ်သူဦးအောင်ဆန်းဦးကတာလွမ်းသူပန်းခွေကိုကိုယ်တိုင်တက်ရောက်ချသွားပြီး ဗိုလ်ချုပ်ဆန်းရဲ့တမိဖြစ်သူလူတကောင်ဆောင်တောင်ဆန်းစုကြည်ကတော့လွမ်းသူပန်းခွေချခွင့်မရဘူးလို့သိရပါတယ်ဒီကနေ့ကြောက်တဲ့89နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကိုလည်းစစ်ကောင်စီဘက်ကဗိုလ်ချုပ်ကြီးတဦးတက်ရောက်ခဲ့ပြီးအရင်နှစ်တွေနီးတူအစစ်နှိမ်ချကျင်းပပြုလုပ်သွားတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမိုးကုတ်မြို့နယ်ကအကြံဖက်စစ်ကောင်စီရဲ့ရေကန်တောင်တက်စကန်နဲ့တာဝါရိုင်းတက်စကန်ပါဝင်စစ်တပ်စခန်းတချို့ကို TNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတတ်မှန်သိမ်းပတ်လိုက်ပြီးလက်နက်ခဲယံတချို့လည်းသိမ်းစီရရှိထားတယ်လို့ TNL ကနေတရားဝင်ထုတ်ပြန်ထားပါတယ်။လက်ရှိမိုးကုတ်မြို့နယ်မှာ TNL PDF မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အကြံဖက်စစ်ကောင်စီတက်ကြားတိုက်ပွဲတွေဖြစ်ပွားနေရမှာဇော်လလ၁၈နှစ်ဖြစ်တဲ့မနေ့ကဆိုရင်လေးမျက်နှာဖျားမော်နီယာကြောင့်ညောင်သုံးမင်းဗရမ ्या ဇေဒီအနီးတဝိုက်တွေမှာလည်းတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ဆိုပါတယ် ်လက်ရှိမှာတော့အချမ်းပါစစ်ကောင်စီရဲ့မိုးကုံမြို့နယ်ကရေကန်တောင်တက်စကန်တာဝါတိုင်းတက်စကန်ဗရမညဇေဒီစကန်ညောင်သုံးပင်စကန်ပါဝဲဖောင်တော်ဦးအနီးကတက်စကန်ကိုပါ TNL PDF မာမိတ်ပူပေါင်းတက်တွေကတိမ့်ပိုက်ရရှိထားပြီးလက်နက်ခဲယံတချို့ကိုလည်းတင်းစီရရှိထားတယ်လို့ TNL ကနေတရားဝင်ထုတ်ပြန်ထားပါတယ်။ဒါအပြင်တပတ်ကကြောင်မဲမြို့နယ်မှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးအချမ်းပါစစ်ကောင်စီဘက်ကတော့သူတို့ရဲ့တက်စကန်တွေမကြအောင် လေချောင်းတက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေနဲ့အသည်းအတန်ခုခံနေရတယ်လို့လည်းသိရပါတယ်ခင်ဗျဒီတခါမန္တလေးတိုင်းဘက်မှာလေရှမ်းမန်းစစ်စင်ရေးပေါ်ဆောင်နေတဲ့မတရားမြို့နယ်မှာမန္တလေး PDF နဲ့ပူပေါင်းတပ်တွေရဲ့တိုက်ခိုက်ချေမှုန်းမှုတွေအတွင်းကနေစခန်းဆွန့်ခွာပြီးထွက်ပြေးလာတဲ့အချမ်းပစစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကကြပြတ်တိုက်ခိုက်မှုအတွင်း စေကောင်းစီတပ်သား2ဦးကိုလက်နက်နဲ့အတူအရှင်ဖမ်းဆီးရမိထားပြန်တယ်လို့ရှေဘိုခဲအမှတ်18တရင်ရဲ့တာဝန်ခံကိုနေမျိုးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇွန်လ18ရက်နေ့ဖြစ်တဲ့မနေ့ကပဲမတရားမြို့နယ်အတွင်းမှာမန္တလေး PDF နဲ့ပူပေါင်းတပ်တွေရဲ့တိုက်ခိုက်ချိန်မုံမှုတွေအတွင်းကနေစောက်ခွာထွက်ပြေးလာတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေကိုရွှေဘိုခဲအမှတ်18တရင်နဲ့နေမြေကန်ပတ်ကပတွေကတတ်မှန်ကြပြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီဘက်ကတက်ကြက်တဦးနဲ့တက်သားတဦးကိုလက်နက်နဲ့အတူတော်လိုင်းရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားပြီးကျန်တဲ့စစ်ကောင်စီတပ်သားတွေကတော့ခြေဦးတဲရထပ်ပြီးထွက်ပြေးသွားကြပြန်တယ်လို့ရေဘိုခဲအမှတ်18တရင်းရဲ့တာဝန်ခံကိုနေမြို့ကပြောထားပါတယ်ခင်ဗျအခုတခါမကွေးတိုင်းဘက်မှာလေစိတ်ဖြူဖြူအနီးကစိတ်ဖြူပေါက်လမ်းပိုင်းကိုရောက်လာတဲ့အချမ်ပါစစ်ကောင်စီတပ်သားတွေကိုဒေါ်လန်ရေးတပ်တွေကဖျက်အပြင်းမိုင်းတွေနဲ့ပောက်ကွဲတိုက်ခိုက်မှုအတွင်း စေကောင်းစီတပ်သား၄ဦးသေသွားပြန်ပြီလို့စိတ်ဖြူမြောက်ပိုင်း PDF NSP တပ်ဖွဲ့ရဲ့တာဝန်ခံကိုတူရိန်ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဇူလိုင်လ16ရက်နေ့ကပဲစိတ်ဖြူမြို့နယ်စဲမိုင်းလမ်းဆောင်ကိတ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်းစီတပ်သားတွေကိုဒေါ်လိုင်ရင်တပ်တွေကစိတ်ဖြူမြို့အနီးအရောက်စိတ်ဖြူပေါက်လမ်းပိုင်းတနေရာမှာဖျက်အားပြင်းမိုင်းတွေနဲ့အသင့်ဆောင်ပြီးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သား၄ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားတယ်လို့စိတ်ဖြူမြောက်ပိုင်း PDF NSP တပ်ဖွဲ့ရဲ့တာဝန်ခံကိုသူရင်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းသိန်းနီမြို့ကမြို့မှာဈေးကိုအချက်ဖက်စစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ပေါင်900ဘုံးတွေကျဲချသွားတဲ့အတွက်ရသပြည်သူ၁၀ဦးတက်မနဲ့တေဆုံသွားခဲ့ရတယ်လို့ဒေသခံပြည်သူတွေနဲ့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်ဇော်လန်လ၁၈ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲ ။တိန်နီမြို့ကမြို့မဇိတ်ကိုအချက်ဖက်စကောင်စီတက်ကရန်သားပြည်သူတွေရှီမှန်တိတိကြီးနဲ့ကိုတိုက်လျင်နဲ့လာပြီးပေါင်900ဘုံတွေကျဲချသွားတယ်ဆိုပါတယ်။အဲ့ဒီလိုအချက်ဖက်စကောင်စီရဲ့တိုက်လျင်ကကျဲချလိုက်တဲ့ဘုံတွေဟာတိန်နီမြို့မဇိတ်ဘော်ကိုကြောက်ရောက်ပောက်ကွဲသွားပြီးရန်သားပြည်သူ10ဦးထက်မနည်းသေဆုံးသွားခဲ့ရတဲ့အပြင်ဈေးဆိုင်ဂန်တွေနဲ့အနီးနားကလူနေအိမ်တွေပါပျက်စီးသွားခဲ့ရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ Oke, okay. taka yang kita kane di ini lagi tren nego tensa pikir apa, cisu pikir itu cisu temale, ceno nange apa.